ဟယ်လိုအားလုံးပဲမိင်္ဂလာပါဖူဘောမချန်ကနေကြိုဆိုပါရစေဒီနေ့ညမှာဆိုလို့ရှိရင်တော့ Europa League Semi Final တွေဖြစ်ရှင်ပြိုင်ကစားကြမဲ့ပွဲစဉ်တွေရှိတယ်ပေါ့ဗျာဆိုတော့ Manchester United ကဘီဘာအိုရဲ့အိမ်ဝင်းကိုကျွန်တော်တို့ဒါစပိန်ပြည်မှာသွားကစားရမယ်စပါကတော့အိမ်ဝင်းမှာဘိုရိုဂလင့်ကိုသူတို့လက်ခံကစားရမယ်ပေါ့ဆိုတော့ပထမဆုံးစပါနဲ့ဘိုရိုဂလင့်တို့ရဲ့ပွဲကိုကျွန်တော်ကြည့်ကြည့်အောင်စပါကတော့အိမ်ဝင်းမှာလက်ခံကစားမယ်ဆိုတော့ပထမကြော်ကလေးကအပြက်ပြက်ထားမှကျွန်တော်ရမှာပေါ့နော်ဒါပေမဲ့လည်းလို့ဗျာရှေ့ဖရန်ဖတ်နဲ့ပွဲမှာလည်းဒီလိုပါပဲ သူတို့အိမ်ဝင်းမှာသူတို့ဗောနော်ဒါ1စီးနဲ့11တေးကြတာလားဟာ front back နဲ့ကတော့သူတို့ဒီ front back အိမ်ဝင်းကိုသွားကစားတယ်တော်တော်အိမ်ဝင်းမာပါတယ်ဆိုတော့ front back ကိုတော့မှသူတို့က1စီးဆိုတဲ့ရလနဲ့နိုင်ပြီးတော့12နဲ့သူတို့စပါကတက်လာတာဆိုတော့ posty ကိုကလူရဲ့အတင်တွက်သူကျွန်တော်တို့ united လူပဲဗျာသိလားနော်ဒီနေ့တင်းကလုံးဝဟိုပရီးမီးယားလေးမှာဘာမှမျိုးလင်းစရာမရှိတော့တဲ့အခြေအနေမျိုးပေါ့နော်ဒီထက်လည်းစိုးမသွားတော့ဘူးဒီထက်ပိုလည်းကောင်းလာလဲဘာမှမထူးတော့ဘူးဆိုတဲ့အခြေအနေမျိုးမှာ ယူရိုပါလိကိုပဲကျွန်တော်အာယုံဆိုင်နေရတာဆိုတော့စပားအတွက်နီးပြဖြစ်သူပိုစတီကိုဂလူးအတွက်ဒီပြိုင်ပွဲဟာအင်မတန်အရေးကြီးပါတယ်သူတပြင်းနီးပြကိုထုတ်ဖို့နဲ့ပတ်သက်ပြီးတော့တကြောကြောဖြစ်နေကြတဲ့ပြိတ္တိချားထဲမှာဖလားမရတာတတော်ကြီးကိုကြာနေပြီဖြစ်တဲ့ပြိတ္တိချားထဲမှာဒီယူရိုပါလိဖလားကိုကျွန်တော် final ပါလိတက်နိုင်မယ်ဆိုလို့ရှိရင်သူတို့တွေကတတော်ကိုအတိတ်ပဲရှိတယ်ပေါ့နော်ဒါကြောင့်ပိုစတီကိုဂလူးအတွက်ဒီဖလားဒီအင်မတန်အရေးကြီးတယ်စပားအတွက်ဒီဖလားဒီအင်မတန်အရေးကြီးတယ် ဆိုတော့ဒါအပြင်သူတို့ပြန်ရမယ်ပြိုင်ဘက်ကလည်းဘူလူဂရင်းဆိုတော့ကျွန်တော်ကတော့ဗျာစပါးတို့တိတ်ခက်ခဲလိမ့်မယ်လို့ကိုမထင်ဘူးနော်စီမီဖိုင်နယ်ဆိုတော့ဘာမှတော့လွယ်လွယ်ပြောမရပြင်မယ်စပါကဂိုးပြတ်တွေပါရင်တော့နိုင်မယ်လို့ကျွန်တော်ထင်တာပဲစပါရဲ့အိမ်ဝင်းမှာကစားတဲ့တိုက်စစ်စင်ကစားတဲ့ပုံစံနဲ့ဘိုလိုဂလင်းတို့ဘာလို့ရဲ့ပုံစံနဲ့ဆိုလို့ရှိရင်ကျွန်တော်ကတော့အချိန်ကြီးကောင်းလိမ့်မယ်လို့မထင်ဘူးဘိုလိုဂလင်းကယူနိုက်တက်နဲ့ကျွန်တော်တို့ကဒီအုပ်စုရှစ်ပွဲတုန်းကကျွန်တော်ကစားခဲ့တယ်နော်ကျွန်တော်တို့ယူနိုက်တက်ကညံ့လွန်းလို့တာအချိန်ကြီးကောင်းတာဗျအဲ့လောက်ကြီးတိမဟုတ်ခဲ့ဘူးဒါတော့မှသူတို့ယူနိုက်တက်ကိုမနိုင်ဘူးထင်ပါတယ်အဲ့လိုမျိုးဆိုတော့စပါကို ိုင်လိမ့်မယ်လို့လည်းကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့လက်ရှိဒီနေရာကြီးရောက်လာအောင်ဘိုရိုဂလင့်စ်ကကျွန်တော်အနေနဲ့ဒီလာဇီယိုကိုသူတို့ကကြော်ဖြတ်လာတာဆိုတော့လာဇီယိုလိုအသင်းမျိုးကိုကြော်ဖြတ်လာတယ်ဆိုတော့လေဒီဘယ်လိုပြောမလို့သူတို့တွေ့ပေါ့နော်ခဲခဲရင်းရင်းပေါ့ဗျဆိုတော့လာဇီယိုကိုသူတို့အိမ်ဝင်းမှာတုန်းကသူတို့ကအချီနီကောင်းထားတာဆိုတော့လာဂျီယိုကဒီ3-1ဆိုတဲ့ရလနဲ့သူတို့အိမ်ဝင်းမှာပြန်ပြီးတော့နိုင်တယ်ပြန်ပြန်နိုင်တော့သူတို့တွေနဲ့ဒါဘယ်လိုပြောမလို့ဟိုဟာဖြစ်သွားပြီးတော့3-3ဖြစ်သွားဖြစ်သွားပြီးတော့ဗောနော်ပင်နယ်တီအဆုံးဖြတ်မှာပင်နယ်တီအဆုံးဖြတ်မှာကျွန်တော်တို့ ဒီလာဂျီယိုကကျွန်တော်နိုင်တာ3 2နဲ့အဲ့ကြမ်းမကျွန်တော်နေတဲ့ဘိုလိုဂလင်းကကျွန်တော်တက်လာတာဆိုတော့လာဂျီယိုကွင်းမှာသွားကစားတော့ငါဆိုလို့ရှိရင်ဘိုလိုဂလင်းကထူးထူးခြားခြားကြီးဘာမှမလုပ်နိုင်ခဲ့ဘူးเนาะဆိုတော့တိုက်စစ်စင်တဲ့ပုံစံဒီဘာဒီမှာလဲကျွန်တော်ဒီလာဂျီယိုရဲ့ဘက်ကတဖုံဖုံကန်နေလာဂျီယိုဆိုအဲ့ဒီပွဲစဉ်မှာကိုပေါက်ကွန်တင်မှု33ချိန်တော့ကျွန်တော်ရှိခဲ့တာเนาะ33ချိန်တော့ကျွန်တော်ရှိခဲ့တာဆိုတော့ဒါကြောင့်လက်ရှိမှာကျွန်တော်ဘိုလိုဂလင်းကကျွန်တော်အဲ့လောက်ကြီးကြီးတော့ပေါ့เนาะစပါးအတွက်ဒီ NDA များတဲ့အသင်းမျိုးတွေတော့ကျွန်တော်မထင်ဘူးဗျာ ဒါအပြင်သူတို့ရဲ့ Norwegian League မှာဆိုလို့ရှိရင်လည်းပဲ Bodo Glimt ကကျွန်တော်လက်ရှိအဆင့်3မှာเนาะအဆင့်3မှာအဲဘာမှန်တော့သိပြီးတော့သူတို့အတွက်ဒီမခက်ခဲဘူးပေါ့လေကျွန်တော်လက်ရှိနောက်ဆုံးပွဲစဉ်တွေကိုကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်လည်းပဲ Bodo Glimt က3-0နဲ့သူတို့ဟိုတနေ့က9နဲ့ပြီးရင်5-1နဲ့သူတို့9နဲ့ တူတူနဲ့တူတူဆိုပြီးတော့ multi နဲ့တည်ကြတယ်ဆိုတော့ lazio ကိုကျွန်တော်တို့အနေနဲ့ပေါ့နော်နိုင်ပြီးတော့နောက်တစ်ဆင့်တက်အပီကစားခဲ့တဲ့၃ဘွဲမှာ၃ဘွဲစလုံးကျွန်တော်တို့နိုင်ထားတယ်၁၀ကိုတွင်းထားပြီးတော့၃ကိုပဲပြန်ပြီးထားသေးတယ်ပေါ့နော်ဒါကတော့ဗျာသူ့ရဲ့ပြည်တွင်း league မှာတော့သူ့ဟာနေသူဟုတ်နေတာပဲเนาะဆိုတော့ဒါကြောင့်လက်ရှိမှာ pro glim ကဒီသူတို့လည်းပဲ final နဲ့နီးနေပြီဗျာเนาะ final နဲ့နီးနေပြီပထမအကြုံမှာလည်းအဝေးကွင်းသွားကစားရပြီးတော့ဒုတိယကျတော့သူတို့ရဲ့အိမ်ကွင်းမှာသွားကစားရမယ်ဆိုတော့ ဒါဘူရူကလင်းဘက်မှာအင်ရှင်ဆိုတဲ့အားသာချက်ကလည်းကြမ်းပြောရလို့ရှင်ရှိတယ်။ဒါမျိုးတွေကျွန်တော်ကတော့ဘာလို့စပါးကိုသူတို့တွေနိုင်အောင်ကစားနိုင်လိမ့်မယ်လို့မထင်ဘူး။သူတို့ပြင်စပါးအိမ်ခွင်းမှာဒါအပြင်စပါးကဂူးကိုလည်းသူတို့ကဗျာနိုင်နေပဲဖြစ်စေရှုံးနေပဲဖြစ်စေအမြဲတမ်းတိုက်စစ်ဆင်လေးရှိတယ်ဆိုတော့စပါးတိုက်စစ်ဆင်တာကိုဘူရူကလင်းတိတ်ပြီးတော့ခံနိုင်ရင်ရှိလိမ့်မယ်လို့တော့မထင်ဘူးပေါ့နော်။တော့အားကဲလို့နောက်တန်းဒီပါလေးအမှားမလို့ကြောက်ဘူးဆိုလို့ရှိရင်ဗောလေပြောရတာမဟုတ်ဘူးစပါးနဲ့ကိုရီးယားဒီမှာဘာမှသိကွာတာမဟုတ်ဘူးအဲမျိုးစပါးဟာ United နဲ့စားလို့ရှိရင်ပို့ပြီးတော့လွယ်တဲ့ပြိုင်ဘက်ကိုသူတို့တွေ့နေရပြီ ဆိုတော့ဒါဟာပိုစတီကိုလူတွေအခွင့်အရေးကောင်းမှာစပါတွေအခွင့်အရေးကောင်းမှာနောက်တစ်ဆင့်မဖြစ်မနေတက်ဖို့ကြိုးပမ်းမယ်ပွဲပါကျွန်တော်ကတော့ပထမပိုင်းကလေးကပထမအကြုတ်ကလေးကတင်ကိုပဲပြက်သားတဲ့ရလက်ဒီဒီနှစ်သင်းကြားတွေ့ထားရလိမ့်မယ်လို့ထင်နေပါတော့စပါတွေတော့ပထမအကြုတ်ကနေပဲပွဲတော်သိမ်းနိုင်လိမ့်မယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့နောက်တစ်ခုကတော့ကျွန်တော်အနေနဲ့ဘီဘာအုံနဲ့မန်ချက်စတာယူနိုက်တက်ဘောလေး ဆိုတော့အင်ရှင်ပေါ့နော်ဘီဘာအိုကကျွန်တော်လက်ရှိမှာအိမ်အိမ်ဝင်းမှာသူတို့စပြီးတော့ကစားရမယ်ဒုတိယကြိုးကြမှာယူနိုက်တက်ကွင်းဒါပေမဲ့လို့သူတို့ယူရိုပါလိဘိုလူဝဲကိုစပိန်မြေသူတို့အိမ်ဝင်းမှာကစားရမှာကျင်းပမှာသူတို့အိမ်ဝင်းမှာဆိုတော့သူတို့သူတို့သာ final တက်နိုင်ခွင့်ရှိတယ်ဆိုလို့ရှိရင်သူတို့အိမ်ဝင်းမှာကစားရမယ်ဆိုတော့မစိုးဘူးဗျာဒီလားဟိုဘချမ်းကဗျာနော်ဘီဘာအိုကထပ်ပါတော့အကယ်လို့ဘီဘာအိုတက်ခင်ဟိုဘချမ်းမှာလာမဲ့ဘိုလူဂလင့်ပဲဖြစ်ဖြစ်စပါပဲဖြစ်ဖြစ်ဘီဘာအိုကအနိုင်ယူနိုင်စွမ်းရှိတယ်လို့ကျွန်တော်ထင်တယ်ဆိုတော့သူတို့ Manchester United ကိုကြော်နိုင်မှမလားပဲတခုရှိတာကတော့ ပြီးပါဦးကလက်ရှိကျွန်တော်အနေနဲ့ဒီဗာလဲအဝါကိုကြည့်ရင်စပိန်လာလီဂါမှာကျွန်တော်ကြည့်မယ်ဆိုရင်ခံစစ်အကောင်းဆုံးနေတွေကတသင်းကိုသူတို့ကပိုင်ထားတာဒါအပြင်အဆင့်၄မှာသူတို့ကအဆင့်၄မှာပေါ့နော်အဆင့်၁နှစ်၃ကလုံးဝ Giants ၃ယောက်၃သင်းရဲ့နောက်မှာရှိနေတာဆိုတော့ပြီးပါဦးဟာဒီယာဒီမှာတော်တော်ကိုအချိန်ကြီးကောင်းနေတာဆိုတော့ပြီးပါဦးကလည်းကျွန်တော်အနေနဲ့ဒီနေရာကိုရောက်လာဖို့အတွက်တိတ်ပြီးတော့မခက်ခဲနဲ့ပြိုင်ပက်နေလို့ပဲကျွန်တော်ပြောရမှာပဲ Rangers နဲ့သူတို့တွေ့တာ Rangers ကတော့ကျွန်တော်အနေနဲ့ ဒီပထမအကြော်မှာဂိုးမရှိတည်ကြတယ်ဗောလေသူတို့အိမ်ခွင်မှာအဲဘီဘာအခွင့်မှာကစားတဲ့ပွဲမှာတော့သူတို့တူတူစည်းနဲ့သူတို့ရှုံသွားပြီးတော့เนาะကျွန်တော်တို့ဒီထွက်ခဲ့ရတာဘီဘာအိုကနောက်ဆင်းတက်လာတယ်ဆိုတော့ဒီမတိုင်ခင်မှာဘီဘာအိုကကျွန်တော် last performance နဲ့သူတို့ကစားတယ်1စည်းနဲ့နိုင်တယ် real metric နဲ့သူတို့ကစားတယ်1စည်းနဲ့သူတို့ရှုံနေသွားတယ်အဲ့ဒီရှိမှဆိုလို့ရှိရင် ranger ကိုနိုင်တယ်ပြီးလို့ရှိရင် belle canal ကို31နဲ့နိုင်တယ်ဒါမျိုးတွေတော့ကျွန်တော်ရှိတယ်ဒါကြောင့်ကျွန်တော်ကြည့်ရင် เนาะဒီဘီဘာကလက်ရှိဒီယာဒီမှာတော်တော်ကိုအချိန်ကြီးကောင်းနေတယ်လို့ကျွန်တော်ပြောလို့ရတယ်။ဒါအပြင်ခန်စစ်တော်တော်ကောင်းနေဆိုတော့ပြိုင်ဘက်က United ကတိုက်စစ်ညံ့တာနဲ့ကျွန်တော်ကြည့်ရင်ကျွန်တော်ကတော့ဗောနောဟိုနှစ်သိန်းပေါင်းဗောနောဒီပွဲကဂိုးတီတောင်တွေ့ရပါမလားဗော။ဒါပါတော့အကယ်လို့ဘီဘာကနိုင်လဲ10ပဲ20ပဲ United ကဂိုးသွင်းလဲတကူးထပ်ပိုလိမ့်မယ်လို့ကျွန်တော်မထင်ဘူး။ United ဘက်ကကျွန်တော်ကြည့်ရင်တိုက်စစ်ကတော်တော်ကိုတိုင်းပတ်နေတာဗျာ။ဘုံမောင်းတဲ့ပွဲတုန်းကလည်းကျွန်တော်ကြည့်ဝမ်းဝမ်းသိရကြတယ်။เนาะ Resmus တွင်သွားတယ်။ဟေးဒါပေမဲ့လို့ရှိမှရခဲ့တဲ့အခွင့်အရေးတွေအများကြီးပဲ။ ဧရိယာပေါက်ဆဲကနေလည်းကံကွင်းနေရတယ်နော်ပြီးလို့ရှိရင်ကာနာချိုဆူလို့ကျင်လည်းပဲဂိုးသမားနဲ့တယောက်ချင်းတယောက်တွေ့တယ်ဂိုးမသွင်းနိုင်ဘူးစဉ်းစားကြည့်တယောက်ချင်းတယောက်တွေ့တာတော့မှဂိုးမသွင်းနိုင်ဘူးဒီတိုက်စစ်ကိုကျွန်တော်ဘယ်လိုမျှော်လင့်ရမလဲဟုတ်တယ်မလားဆိုတော့ဒါကြောင့် United ရဲ့တိုက်စစ်ကအားနေတာတိုင်ပတ်တာနဲ့ပေါ့နော်ဟိုပြိုင်ဘက်ကခံစစ်ကောင်းတာကိုကျွန်တော်ကြည့်ရင်ကိုရီတွက်ကတော့တတော်ကြီးကိုကျွန်တော်တို့မလွယ်တာပါတတော်ကြီးကိုကျွန်တော်ခင်းယုံမဲ့ပွဲဆိုတော့ဟိုအများစုကလည်းမနိုင်ပြောလို့ရှိရင် United ပြည်သက်တွေကလောက်ပဲကိုသိန်းကိုမျှော်လင့်ထားကြတာ အများစုကဒီဒီယာဒီမှာဒီနှစ်သိန်းကြားထဲမှာကွာဟမှုကအများကြီးရှိတာကိုဟိုဗာလဲဒီပါဦးကတော့ချောက်ကောင်းနေတာနော်ယူနိုက်တက်ကစုပ်ပြတ်တက်နေပြီးတော့အဆင့်73 74လောက်မှာဝဲလေနေတာအနေနဲ့ကျွန်တော်ကြည့်ရင်ဒီနှစ်သိန်းကြားကျွန်တော်အနေနဲ့ကွာဟမှုက impotent ကြီးလွန်းနေဒါအပြင်ယူနိုက်တက်ဘက်မှာကျွန်တော်ကြည့်မယ်ဆိုလို့ချင်းလည်းပဲအာမတ်ဒူကျွန်တော်အနေနဲ့လူစင်းတော့ပြန်ပါနိုင်ပြီဒါပေမဲ့လို့ပွဲထွက်လူစင်းမှာကောဒုတိယဘက်မှာကောပါလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဒီလစ်လည်းပါလိမ့်မယ်လို့ကျွန်တော်မထင်ဘူးနော်ဒါတော့ကလည်းယာစီကုံလောက်ထိကျွန်တော်နားသွားပြီး နောက်တန်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါ listen လို့ marine ကလည်းနားထားရတာယာတီကုံထိ Eden Heaven တို့ကလည်းပြန်မပါနိုင်သေးဘူးဆိုတော့အစ်င့်မှာခန်းစစ်ကိုပဲဘသူ့ကို၃ရောက်ပြည့်အောင်၃ရောက်မှမတည်သေးတဲ့အခြေအနေမျိုးဖြစ်နေတာတိုက်စစ်ကလည်း zigzag နားတယ်เนาะ armor နားတယ်နဲ့ resman wildland ကိုပဲအားကိုးနေရတာခြီတို့တို့ဘာလို့ကလည်းတုံးလို့မရဘူးဆိုတော့ကျွန်တော်တို့ရဲ့တိုက်စစ်ကတော်တော်ကြီးကိုတိုင်ပယ်လွန်းပါတယ်ဒါအပြင်เนาะအားကိုးရသူ Bruno Fernandes ပါဆိုတဲ့ကစားမကလည်းကွင်းလေ deep zone မှာစင်ကစားရတယ်ဆိုတော့တိုက်စစ်နဲ့ပတ်သက်လို့ဘာမှမလုပ်နိုင်ဘူး เนาะအဲ့လိုမျိုးတွေဆိုတော့အချိန်ကြီးကတော့လုံးဝအဆင်မပြေဘူးပေါ့လေဒါကြောင့်ပေါ့နော်အင်မတန်ကိုတော်တော်ကြီးကိုစုပ်ပြတ်နေပြီးတော့တိုက်စစ်တအားညံ့တဲ့ United နဲ့ခံစီကောင်းတဲ့ Atletico နဲ့တွေ့တဲ့နေထားမှာနှစ်သင်းပေါင်းနှစ်ကိုတွေ့ရရင်ကိုကန်းကောင်းလို့ကျွန်တော်ထင်တယ်ဒီဘာဘက်ကတော့ဗျာမဲ့ Nico Williams တို့ပါလို့နဲ့เนาะမင်းဒါမှဒါမှတွေလောက်မှာပေါ့ကိုသင်းနောက်တန်းကြီးကမှအရင်ကတည်းကတိုင်ပတ်နေပါလေဆိုမှအဲ့လိုကစားမနဲ့တွေ့ရင်ဒီကောင်တွေဘလို့များထိမှုဂျူပန်မနဲ့ကျွန်တော်ကြည်အောင်မယ်။အဲ့ဆိုတော့ညီကတို့နေနေရောဒီဘက်မှာဘလို့ရလက်တွေထွက်ပေါ်လာကြလိမ့်မယ်ထင်ကြပါလေ။ပရမအကျော်မှာဘသူတွေနိုင်ပွဲကိုစီရသွားမယ်ထင်ကြလေ 孙女家宝，阿拉我今天买的